ားလုံးပဲမင်္ဂလာပါ။ဘာကျော်ဒူရီယူယူ channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေ။အားလုံးပဲကျွန်တော်ရဲ့ဘာကျော်ဒူရီယူယူ channel အစ်တကလေးကိုစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကိုအခုမှတွေ့လို့မြင်လို့ဝင်အောင်အားပေးတဲ့လူသစ်ကိုကိုမားတွေကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုရင်းမခြင်းနဲ့ပြည့်စုံကြပါစေ။စိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးတွေတလုံးလုံးရတယ်ပြေဆုံးကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube channel အတက်လေးကနေပြီးတော့ဥပဒေပရမဆုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ เนาะကဲအားလုံးပဲဒီညနေ live show လေးကိုเนาะကျွန်တော်ရဲ့ဒီအခု channel အတစ်ကလေးကနေပြီးတော့အားလုံးကို ကျွန်တော်တင်ပေးမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ရဲ့ channel တွေကတော့ပြတ်ကြတဲ့အထိမှပါသွားတယ်ပေါ့เนาะဒီညနေကျွန်တော် channel အတစ်တကောင်ပေါ့เนาะအဲဒီကနေပြီးတော့ကျွန်တော်တင်ပေးတာဒီအားလုံးပဲကျွန်တော်တို့၃ညပိုင်း၃ညပတ်ဒီညီကို၃ညကို main နဲ့အတူအားလုံးပဲအောင်မြင်မယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ channel အဲ့ဒီ live video လေးဒီ ဖြတ်ချခံလိုက်ရတယ်ဗောနော်ဖြတ်ချခံလိုက်ရတဲ့အတွက်ကုကုမားတွေနေနဲ့ရတဲ့ကုကုမားတွေရမယ်တိတဲ့ကုကုမားတွေတိမယ်မြင်တဲ့ကုကုမားတွေမြင်မယ်အဲဒီကြောင့်ကျွန်တော်ရဲ့အခု channel အတစ်ကလေးကိုလဲနော်အားလုံးပဲ channel လေးကို subscribe လေးတွေနှိပ်ပေးထားပါဦးအားလုံးပဲအများမြင်ပါစေအများတွေးပါစေအများပေါက်ပါစေဆိုတဲ့စိတ်ဆန္ဒလေးနဲ့တန်းလှန်တဲ့လောက်ပေါ့နော်ရှယ်ပေးပါမျှဝေပေးပါအားလုံးပဲကျွန်တော်ရဲ့လူဟောင်းကုကူမကြီးမြန်အားတွေးအောင်လို့ပေါ့နော် အဲ့တော့ဒီ channel အစ်စ်ကနေပဲကျွန်တော်ထပ်မံပြီးတော့အားလုံးကိုပြန်လည်ပြီးတော့မိတ်ဆက်မယ်အဲ့တော့နေ့တိုင်းကဏ္ဍလေးကိုပုံမှန်ပြန်လည်ပြီးတော့တင်ပေးမယ်ပေါ့နော်အဲ့တော့ကြောင့်ကိုကိုမားရဲ့အနေနဲ့ကျွန်တော်ရဲ့ဒီ channel အစ်စ် over jaw channel အစ်စ်ကလေးကိုနော် surprise လေးတွေဝိုင်းဝန်းပြီးတော့နှိပ်မယ် live လက်မလေးတွေတယောက်တစ်ချက်စီနှိပ်ပြီးတော့အားပေးမယ်အဲ့တော့အားလုံးပဲအခုဒီ live show view file လေးစီကျွန်တော်တို့နော်9ရက်17လ2020နေ့9 ော်တဘူးနေမနက်7:00နာရီတက်မင်းနဲ့အတွက်အကောင်းဆုံးဘိုင်ပတ်ဒီမိန်ခွက်ယူခွက်ကလေးတွေကိုလာရောက်မျှဝေပေးတဲ့ view ဘိုင်လေးဖြစ်ပါတယ်။နော်ကျွန်တော်တို့အင်္ဂါနေ့ညနေ4:00နာရီခွဲမှာတော့ကျွန်တော်တို့3ညဘိုင်3ညဘတ်ဒီ3ည9နဲ့မိန်2တီးစားရထားတယ်။အဲ့တော့အားလုံးပဲကျွန်တော်တို့မိန်ဘိုင်မိန်ဘတ်ဒီကလေးတွေပြန်မှတ်လာပြီးဖြစ်တဲ့အတွက်ကုကူမာရီအနေနဲ့နည်းနည်းလေးဂယူးဆိုင်ပြီးတော့အားလုံးပဲကစားမယ်နော်။မေးပိုင်မေးပတ်ဒီလေးတွေအားလုံးပဲကယူဆိုင်ပြီးကစားမယ်အဲအတွက်ကြောင့်အားလုံးကိုကျွန်တော်ကားနေပြီးတော့ပြန်လဲပြီးတော့ ထပ်မှန်ပြီးတော့ဗောနော်ဘော်ဒူးနေမလန်း၁၂နှစ်တမီနဲ့မှာလေကျွန်တော်တို့မိန်းပိုင်မိန်းဘက်ဒီမိန်းကွက်ကလေးနဲ့ထပ်မှန်ရအောင်အကောင်းဆုံးစူးစမ်းပြီးထားတယ်အဲ့တော့ကျွန်တော်တို့အင်ကနေမှာပေါက်တယ်လို့ရတယ်လို့ဘော်ဒူးနေမှာလည်းထပ်မှန်ပြီးတော့ပေါအောင်ရအောင်အကောင်းဆုံးစူးစမ်းပြီးမယ်အဲ့တော့ကျွန်တော်တို့ကဲကနန်လင်းဖတ်မယ်ဆိုတဲ့ကုကူမားတွေကစာပြီးတော့မှတ်မယ်ကျွန်တော်ရဲ့ဥပါကျော် channel edit ခလေးကနေပြီးတော့เนาะကျွန်တော်တို့၃ညပိုင်း၃ညဘက်ဒီ၃ညကိုရရတယ်ဆိုတော့ကုကူမာရီကပေါင်ကြေးလေးတွေတယောက်တစ်ချက်စီမှတ်မယ် เนาะကဲမန်းန်းဖြတ်မှာလဲထပ်ပြီးတော့ပေါင်ရအောင်အကောင်းဆုံးကြိုးစားပေးမယ်အဲ့တော့ကဏ္ဍလေးမှတ်မယ်ဆိုတော့ကိုကမာလေးစပြီးတော့မှတ်မယ်9ရက်17လ2020နေ့ကပေါ်ခုနေ့မနက်7:00နာရီတမီနှစ်အတွက်အကောင်းဆုံးဘိုင်ဘက်တီးနေတယ်ကျွန်တော်တို့ခွန်ပိုင်ခွန်ပတ်တီးနှစ်ပိုင်နှစ်ပတ်တီးခွန်နှစ်ပတ်တီးပါအဲ့ဒီခွန်ပိုင်ခွန်ပတ်တီးနှစ်ပိုင်နှစ်ပတ်တီးကိုမှကျွန်တော်တို့ခွန်ပိုင်ခွန်ပတ်တီးကိုအကြိုက်ဆုံးပါเนาะကျွန်တော်နဲ့အကြိုက်တူတယ်ဆိုတော့ကိုကမာလေးကခွန်ပိုင်ခွန်ပတ်တီးကိုပတ်မယ်เนาะ အချိုက်တူလေဆိုတဲ့ကိုကိုမာရီကခွန်ပိုင်းခွန်ပတ်သီးကိုပတ်မယ်ခွန်နဲ့ပတ်သက်တဲ့မင်းရော၄ခွက်ကိုအဓိကမင်းတင်ပြီးတော့ထိုးမယ်နော်ဒါဆိုလို့ရှိရင်နှင်းနဲ့ပတ်သက်တဲ့မင်းရော၄ခွက်ကိုဒူမိန်နေရာမှာထားပြီးတော့ကစားမယ်ကဲအဓိကကတော့ကျွန်တော်တို့ခွန်ပိုင်းနဲ့မင်းနှစ်ခွက်အဓိကမင်းနှစ်ခွက်ကိုတင်ကစားမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွန်ပိုင်းခွန်ပတ်သီးနဲ့ပတ်သက်တဲ့မင်းရော၄ခွက်တစ်ခါတွေပဲမှတ်မယ်ခွန်ပိုင်းခွန်ပတ်သီးနဲ့ပတ်သက်ရင်ခွန်၁ခွန်၆ခွန်၄ခွန်၅ဖြစ်ပါတယ်ခွန်၁ခွန်၆ခွန်၄ခွန်၅ ဒီခွန်ပိုင်ခွန်ပတ်စီနဲ့ပတ်သက်တဲ့မေယော၄ခွက်ကို main တင်ကစားမယ်ဒါဆိုနှစ်ပိုင်နှစ်ပတ်စီနဲ့ပတ်သက်တဲ့မေယော၄ခွက်ကိုဒူ main နေရာမှာထားကစားမယ်အဲ့တော့နှစ်တိုင်းနှစ်ပတ်စီနဲ့ပတ်သက်တဲ့ main ၄ခွက်ဒီနှစ်၁၂၆၂၄၂၅ဒီဒူ main ၄ခွက်ဖြစ်ပါတယ်နှစ်၁၂၆၂၄၂၅ဒီဒူ main ၄ခွက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွန်ပိုင်ခွန်ပတ်စီနဲ့ပတ်သက်တဲ့ main ခွက်တစ်ခွက်ကိုပဲ main တင်ပြီးတော့ထပ်ပြီးတော့ကစားမယ်ဒါဆိုလို့ရှိရင်ခွန်ပိုင်ခွန်ပတ်စီနဲ့ပတ်သက်တဲ့ မိန့်ခွက်ကလေးတွေဒီမနက်ဖြန်ကျွန်တော်တို့9ရက်17လ2025ဘော်ဒဘူးနေ့မနက်စေးမှာအဓိကထားပြီးထိုးမယ်။နော်ဒါဆိုလို့ရှိရင်မိန့်ခွက်ကိုသွားမယ်။ခွန်ပိုင်ခွန်ပတ်ကြီးဒီမိန့်ပိုင်မိန့်ပတ်ကြီးဖြစ်ပါတယ်။ခွန်နဲ့ပတ်သက်တဲ့မိန့်ဩတကွက်ကောင်းဒီခွန်လေးရဲ့ခွန်ကိုရဲ့ဖြစ်ပါတယ်။ခွန်လေးခွန်ကိုဖြစ်ပါတယ်။ခွန်လေးခွန်ကိုဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ခွန်ပိုင်ခွန်ပတ်ကြီးနဲ့ပတ်သက်တဲ့မိန့်ဩ၄ခွက်ဒီခွန်၁ခွန်၆ခွန်၄ခွန်၅ เนาะအဲ့ဒီထဲမှာမှာကျွန်တော်တို့အကြိုက်ဆုံးမိန်းမိုင်းမိန်းဘက်ကြီးကြီးခွန်ပိုင်းခွန်ဘက်ကြီးမိန်းဘက်ကြီးခွန်လေးခွန်ကူဖြစ်ပါတယ်เนาะအဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show video လေးကိုစားလဲအဆုံးပြီးဆုံးတိုင်အောင်ကြည့်တဲ့ကျွန်တော်ရဲ့ကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ live show video လေးကိုဒါကြည့်တဲ့ကိုကိုမတွေအားလုံးပဲကျွန်တော်ရဲ့အခု channel အသစ်ကလေးကို ပေါ့เนาะအားလုံးပဲဝိုင်းဝန်းပြီးတော့ subscribe လေးတွေနှိပ်မယ်လိုက်လက်မလေးတရားတစ်ချက်စီနှိပ်ပြီးတော့အားပေးမယ် ကောမန့်လေးတွေတယောက်တစ်ချောင်းစီပေါ့နော်ရေးထားခဲ့မယ်ခုဆိုလို့ရှိရင်ကျွန်တော်တို့တုံညာဝိုင်တုံညာဘတ်တီတုံညာကူနဲ့ရရဲဆိုတဲ့ကုကုမာတွေကလည်းပေါက်ကြီးလေးတွေမှတ်မယ်နော်အပန်းမကြီးဘူးကျွန်တော်ရဲ့ live show လေးတွေကိုကြည့်တဲ့ကုကုမာတွေကအပန်းမကြီးဘူးဆိုရင်နော်ကောမန့်ကလေးတွေတယောက်တစ်ချောင်းစီမှတ်ထားခဲ့မယ်မင်္ဂလာပါလို့မှတ်မယ်ပေါ့နော်အဲဒီလက်မလေးတယောက်ချက်စီ เนาะပေးထားခဲ့မယ် channel ကို subscribe လေးတွေနှိပ်မယ်။ဘာကြောင့်လဲအဲ့လိုမျိုးပြောရလဲဆိုရင် ကိုကိုမားတွေအားလုံးအတွက်ဒီ comment လေးတွေเนาะ channel ကို like လက်မလေးတွေပေးတာဒီတော့ video လေးကို like လက်မလေးတွေပေးတာဒီအဓိကကျွန်တော်ရဲ့ channel အစ်စ်ကလေးကို scrolling ပေးတာနဲ့အတူတူပဲเนาะတောင်းအားလေးတွေပေးတာပဲเนาะအဲ့တော့အားလုံးပဲအပန်းမကြည့် comment လေးတွေတချို့တရားကိုတချောင်းစီရေးခဲ့မယ်။ နော်ဗိုင်လန့်မလေးတရားတစ်ချက်စီနှိမ့်ခဲ့မယ်အားလုံးပဲမနက်ဖက်မှာလေ၃ညပိုင်း၃ညပတ်စီတို့ရှင်နှစ်သီးစားနဲ့ပေါ့မယ်အားလုံးပဲဘိုင်ဘယ်မှာ